မင်္ဂလာပါခင်ဗျာကျွန်တော်နပ်ကျွန်း channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီနေ့မှာတော့ကျွန်တော် channel ကနေတင်ဆက်ပေးသွားမှာကနာမည်ကြီးဂိမ်းနေတဲ့မှာကျွန်တော်တို့လွတ်သွားလောက်တဲ့ Easter egg လေးတွေအကြောင်းပဲဖြစ်ပါတယ်ခေါ့နော်အဲဒီလိုမျိုး Easter egg တွေအကြောင်းကိုကျွန်တော်အပိုင်းနေအများကြီးလဲတင်ဆက်ခဲ့ပူပြီးအရှိပိုင်းလေးကိုတော့အပေါ်ညာဘက်တောင်းဝလင့်လေးမှာတောက်ကြည့်ရှုနေပါတယ်ခင်ဗျာအဲ့ဆိုကျွန်တော်အခုပဲစလိုက်အောင်နော် ကျော်ပထမအဦးဆုံးတင်ဆက်ပေးသွားမှာတော့ Capcom ရဲ့ Resident Evil Remake Series တဲ့ကဂိမ်းနှစ်ခုဖြစ်ပြီးပထမအဦးဆုံးတစ်ခုကတော့ Resident Evil 2တွေရဖြစ်တယ်ပေါ့နော်ဒီ Easter Egg က Original ကို Remake မှာကိုပါခဲ့တဲ့ဟာလေးဖြစ်ပြီး RE2 တွေမှာဆိုရင်ကျွန်တော်တို့ကဒီ Flynn Lake တွေပါတယ်ပေါ့နော် Flynn Lake တွေဆိုတဲ့အတိုင်းပဲအမှောင်ကန်ထဲမှာဆေးလိုက်ရင်တော့ဓာတ်ပုံလေးရမှာဖြစ်တယ်ပေါ့နော်အဲအဲဂိမ်းထဲမှာသပွဲကုန်တွေလည်းပါပြီးအဲရအန်ဆွဲတွေကိုဖွင့်ပြီးကျွန်တော် Upgrade Item တွေနေတယ် Upgrade Item တွေလည်းယူလို့ရတယ်ဆိုတာပေါ့တော့အားလုံးသိပြီးသားဖြစ်မယ်ပေါ့နော် အဲ့ဒီနေရာမှာအဟောင်းထဲမှာပါနေသေးတဲ့ Easter egg တစ်ခုရှိပြီးဘောရမြင်ရဖို့အတွက်ဆိုရင်ဒီ Ever Wasca ရဲ့သပွဲကိုဘောရအချိန်ပေါင်း90အဖွင့်ပိတ်လောက်အောင်မှာဖြစ်တယ်ဗောနော်အဲဘောရလှုပ်လိုက်ရင်တော့ reward တခုရလာမှာဖြစ်ပြီးအဲ့ဒါ flin lake တခုဖြစ်တယ်ဗောနော်အဲ့ flin lake ကိုအမောင်ကန်နဲ့မှာသွားဆေးလိုက်ရင်တော့ဒီ river က chambers ရဲ့ basketball အိမ်ကြီးနဲ့ပုံကိုမြင်ရမှာဖြစ်တယ်ဗောနော်အဲဘာဖြစ်လို့ထဲထားလဲဘာလို့အချိန်90လောက်မှာမြင်ရတာလဲမသိပြီမဲ့တမင်းညှော်ဖို့ထဲထားရလို့ယူဆရတယ် easter app ဖြစ်ပြီးအချိန်90လောက်မှာမြင်ရမှာမဟုတ်လို့လဲ လက်သွားလောက်တဲ့ထင်လို့တက်ဆက်ပေးလိုက်တော့ဖြစ်ပါရခင်ဗျာအဒူရီယာတက်ဆက်ပေးမဲ့ဟာတော့ Resident Evil 4 Remake ထဲရပဲဖြစ်တယ်ပေါ့နော် Resident Evil 4 Remake ထဲမှာလည်းကျွန်တော်တို့တွေ့ဖို့ခက်တဲ့ပိုးကောင်လေးတွေပါပြီး Rhinosaurus Beetle လို့ခေါ်တယ်ပေါ့နော် အဲ့တို့ကဆော့နေတဲ့ပလေတကယ်တိတဲ့ပေါ်တာကြီးဆိုတော့တိမှာဖြစ်ပြီးမတိတဲ့ပလေယာအတွက်ဆိုရင်တော့ဂိမ်းတစ်ဂိမ်းလုံးမှာမအဲ့လိုဘိုးကောင်၃កောင်ပဲပါပြီးသူကဒီတခြား collateral တွေလို့မတောက်ပနေတာတွေအနီးနားသွားမှကောက်ဖို့ပေါ်တာတွေကြောင့်တွေးဖို့လွတ်သွားဖို့လွယ်တဲ့ item တွေဖြစ်တယ်ပေါ့နော်အဲစားလိုက်ရင်တော့ဘောရကိုမစီမံ HP များစီမှဖြစ်ပြီးဒီပတ်စံတပေါင်းနဲ့လည်းမားချန်စီမှသွားရောက်လို့ရမယ်လို့သိရတယ်ပေါ့နော်အဲဒါပေမဲ့လွတ်သွားဖို့လွယ်တဲ့ item တို့နာမည်ကြီးတဲ့ Easter egg တွေမို့လို့လည်းတိစပ်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ တော်နောက်ထပ်တင်ဆက်ပေးမှာကတော့ Red Dead Redemption 2တဲ့ဖြစ်တယ်ပေါ့နော်။ Aria 2ဟာအခုချီလူချစ်ခံနေရဆုံးဂိမ်းတစ်ခုဖြစ်နေတယ်လို့ဒီလိုအပ်ချက်တွေပေါ်ပေါ်လာနေသေးတယ်ကဘာထဲမှာအဲ့ကဘာထဲမှာဆန်းဆန်းချက်တွေ player တွေကလုံနေကြသေးတဲ့ဂိမ်းတစ်ခုဖြစ်တယ်ပေါ့နော်။ Roster ရဲ့အကောင်းဆုံး game ဖြစ်တယ်လို့ Easter Egg တွေလည်းအများကြီးဖြစ်ပြီးအဲ့ဒါအောင်မှဒီနေ့မှာတော့ကျွန်တော်တို့က Saint Denis မြို့က Vampire အကြောင်းကိုတိစက်ပေးမှဖြစ်တယ်ပေါ့နော်။အဲဒါလေးကတော့လွတ်သွားဖို့လွယ်တာ ထက်ကျွန်တော်ကြိုက်လို့တာတင်ဆက်လိုက်တာဖြစ်ပြီးအဲ့ vampire ပေါ်လာအောင်လှုပ်ဖို့ဆိုရင်ပေါ်လာကဒီ location 5ခုကိုသွားရမှာဖြစ်တယ်ပေါ့နော်အဲ့5ခုလုံးမှာလည်းနေရာမှာသွေးသာလို့လို့ဘာလို့လို့သဲလွန်သားတွေကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တကယ်တော့အဲ့နေရာတွေကလူတက်မှုဖြစ်ခဲ့တဲ့နေရာတွေဖြစ်ပြီးနောက်ဆုံးအဲ့နေရာ5ခုကိုဆက်ဆက်လိုက်ရင်လည်းသွေးနဲ့ကျေပုံတရံပေါ်လာတယ်ဆိုတာပေါ့လားအာသရဲ့နှုတ်ထဲမှာမြင်ရမှာဖြစ်တယ်ပေါ့နော် အဲနောက်ဆုံးဗန်ပန်းရားနဲ့တွေ့ရအန်ကောင်တာကလည်းလွဲသွားနိုင်ခြေရှိတဲ့အန်ကောင်တာလို့သိရပြီးဘော်ရာကဒီစိန့်ဒန်နစ်မျိုးကချာချော့ဟော်လီဘလတ်ဘာဂျင်ဆိုတဲ့ဖျားချောင်းရှိတဲ့တဲ့နားကလမ်းကြားတစ်ခုကိုညဘက်12နာရီကနေ10နာရီကြာသွားတော့မှဒီဗန်ပန်းရောက်တွေ့ရမှာဖြစ်တယ်ခင်ဗျာ You're a goddamn idiot. I'll suck you dry. Let's make this quick. You are the seventh. You have done your worst now, I will. အဲဒီတော့နောက်ထပ်တင်ဆက်ပေးမှာကတော့ GTA 5ထဲကအီစတာအက်လေးတစ်ခုဖြစ်ပေါ့နော်။အဲ GTA 5က2013နဲ့ကထွက်ခဲ့တာဖြစ်ပေမဲ့အခုထိ online နဲ့ဆော့နေရ player အများကြီးရှိနေသေးတဲ့ game တစ်ခုဖြစ်တယ်ပေါ့နော်။အဲအဲဒီမှာလည်းကျွန်တော်တို့ဖုန်းနံပါတ်တစ်ခုပါပြီး border iPhone နံပါတ်ကိုဆက်လိုက်ရင် border ရဲ့ခေါင်းပေါ်မှာပောက်ကွဲမှုအသေးလေးဖြစ်နေမှာဖြစ်တယ်ပေါ့နော်။ အဓိကကိုလဲဘာမှဖြစ်တယ်လို့ဘာကြောင့်ထည့်ထားတာလဲဘာဖြစ်လို့ဂိမ်းထဲပါနေရလဲဘယ်သူမှမသိဘူးပေါ့နော်အဲ developer တွေအညော်နေနေတာထည့်ထားတယ်လို့ယူဆရပြီးနံပါတ်ကတော့199နောက်မှာအရင် SMS code ကိုပေါ်တာ EMP drop ကိုရေးထည့်ရမှာဖြစ်တယ်ဗောနော်အဲဆက်လိုက်ရင်တော့ black cell phone ဆိုတဲ့ contact တစ်ခုပေါ်လာတာကိုတွေ့ရမှာဖြစ်ပြီးဒါလည်းအညော် easter egg တစ်ခုဖြစ်ပြီးလွတ်သွားလောက်တယ်ထင်လို့တိဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ How's it going guys? Welcome back to another GTA 5 video and I have to say It's crazy how things are still being found three years down the line for GTA 5. That's right, something brand new or a brand new Easter egg has recently been found and known as. ကျွန်တော်နောက်ထပ်တင်ဆက်ပေးမယ်လေ။ရာလေးကတော့တက်ခန့်ဆိုတဲ့ဂိမ်းလေးပဲဖြစ်တယ်ပေါ့နော်။အဲဒီတက်ခန့်ဆိုတဲ့ဂိမ်းလေးကအသက်ရွယ်ရလာတဲ့ဘော်ဒါလိုင်းတစ်ချိန်လုံးကဆော့ပူးမယ်လို့ယူဆတဲ့ဂိမ်းလေးဖြစ်ပြီးဘဲကိုကျွန်တော်တို့တက်နဲ့ပြစ်တဲ့ဂိမ်းလေးဖြစ်တယ်ပေါ့နော်။ အပီကျွန်တော်တို့ကိုဟိုထိရင်ပျော်ပြီးတော့မထိရင်ညှော်တဲ့ဒီခွေးကိုပေါ်သေးခဲ့တဲ့ဂိမ်းလေးဖြစ်ပြီးဟိုအဲ့ထဲမှာလည်းကျွန်တော်တို့လှုပ်ဝက်ထားတဲ့ Easter app မဟုတ်တစ်ခုပါရယ်ပေါ့နော်အ1980လောက်ကထွက်ခဲ့တဲ့ဂိမ်းဖြစ်ပြီးအဲ့ထဲမှာကျွန်တော်တို့ကဘဲနေရကစားရမှာဖြစ်တယ်ပေါ့နော်အပလီယာ2ကကစားရမှာဖြစ်တဲ့အတွက်ဒုတိယခလုတ်ကိုဘော်ရာကတက်ပြီးတော့မုတ် A ကိုရွေးလိုက်ရုံပဲဖြစ်ပြီးအဲ့ဒါဆိုရင်တော့ပလီယာ2ကဘဲအနေနဲ့ကစားလို့ရမှာဖြစ်ပြီးဘော်ရာပြစ်နေတဲ့ပလီယာ3ကရှောင်းလို့ရမှာဖြစ်တယ်ပေါ့နော်အဲ AKA ကလာမထူးကြတယ်လှုပ်ဝက် Easter app လေးမဟုတ်လို့လဲ တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်နောက်ဆုံးတင်ဆက်ပေးမယ့် game လေးကတော့ Dust Space ဖြစ်တယ်ပေါ့နော်အဲ Dust Space ကကျွန်တော်ဖော်ပြနေကြ game ဖြစ်ပြီး2008က game ကို2023မှာ EA က remake ပြန်လုပ်ခဲ့တဲ့ Survival Horror Shooter game မျိုးစားလေးဖြစ်တယ်ပေါ့နော်အထင်နာအထက်ကိုရောင်းကောင်းခဲ့ပြီး original mobile hand မပြတ်တာရောအဲ့ပြင် content အစ်စ်တွေထက်ထည့်ပေးတာရောကြောင့်ချီးကျူးခံခဲ့ရတဲ့ game လေးတော့ဖြစ်ခဲ့ရပါတော့ အဲ့အဲ့ထဲမှာအီရှီမူရာရဲ့ကျွန်တော်ပထမဦးဆုံး floor မှာလဲ break room ပေါ့နော်ကျွန်တော်နားလို့ရတဲ့အခန်းတစ်ခုရှိရပေါ့နော်အဲ့အဲ့အခန်းမှာလဲပေါ်တာ6တီလက်တီသင်္ကေတတွေပုံစံဆွဲထားရတယ်အနီရောင်သွေးဆောက်ဝိုင်းတစ်ခုကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့ဆောင်ဝိုင်းကပြတာတဲ့အတိုင်းဘော်ဒါမီလီနက်စတော့ကိုအစင်လိုက်လှုပ်လိုက်ရေနော်ဒီပင်လယ်ဓားမြတွေဆိုတာရယ်ရှန်တီသချင်းပုံစံကိုကြားရမှာဖြစ်ပြီးအဲ့ဒါကဘော်ဒါရဲ့ reward ဖြစ်တယ်ပေါ့နော် fishermen okay. come to save our souls and take us home. One day when the fixing is done, we'll take our leave and go. Three score years she served her tour, thirty planets cracked and poor. The <coughs> captain <coughs> called no fly and swore he'd take that mucker in tow. Huh. Soon À, sợi nó thì nên má cho nó chạy này lý gạn đấy. နာမည်ကြီးခိမ့်နေတဲ့အားပေါ်လာလို့လွတ်သွားတော့ပဲ Easter egg လေးကိုကျွန်တော်တိတိလောက်တော့ဆက်ခဲ့ပြီးသွားပြီထင်ပါတယ်ခင်ဗျာအဲ့အတွက်လည်းကျင်းနေကြမယ်ထင်ပါတယ်ကျွန်တော်စကားပြောရတဲ့မှာလွဲဝါတာလောဝါတာအမပါဝါလာရှိနေတယ်ဒေါ်လာကြီးထားပြီးနားလည်းပေးသိချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ channel လေးကို like and subscribe လုပ်ပေးလို့ရပြီဒါကကျွန်တော်အတွက် heavy talk ကိုပြုပါတယ်ခင်ဗျာအပတ်စဉ်တိုင်းဗီဒီယိုလေးငါးခုတင်ဆက်သွားဖို့ကြိုးစားနေပြီတရှိပြနေကြတဲ့ပေါ်လာတဲ့အားလုံးကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ကဲမေကွန်တက်လေးတွေနဲ့တို့ကြော်ပြလာခဲ့ပါဘူးခင်ဗျာ Peace.